ီကျွန်းရဲ့ပတ်ပတ်လည်9မိုင်ကိုဘယ်တော့မှမကျော်ပါနဲ့အဲ့ဒီမှာစင်တာနယ်လူမျိုးတွေကဝဲကန်းဆိုတဲ့ဆိုင်းလို့မြားတွေနဲ့ရီထိုးတာဖြစ်နိုင်ပါတယ်ဒါအနေရှိတယ်ရန်လုံမှုဆိုတာသူတို့ရဲ့အဲဝဲကျေမှုတစ်ခုလို့ပြောစရာကောင်းလောက်အောင်နာမည်ကြီးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ် ဟုတ်ပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံရဲ့ကီလိုမီတာ၃00မှာရှိတဲ့စင်ထာနယ်လို့ခေါ်တဲ့စင်ထာနယ်လူမျိုးတွေနေတာနဲ့ကျုံကျုံဖြစ်ပါတယ်ဒီကဘာပေါ်မှာကိုတမင်းကိုစားပြီးကိုအလုတ်ကိုလုတ်ပြီးအကွန်ပေးပြီးနေရတဲ့တတော်ဝါဆိုလို့လူတမျိုးပဲရှိတယ်ဟုတ်တကယ်လို့ခမရဒီကဘာပေါ်မှာလဲနေချင်တယ်အခွန်လဲမပေးချင်ဘူးရေကမိကလည်းပေးစရာမလိုဘူးအဲ့ဒီအရာတွေအကုန်လုံးပေးစရာမလိုတဲ့နေရာတစ်ခုတော့ရှိတယ်စင်ထာနယ်လူမျိုးတွေနေတာနဲ့ကျုံကျုံဖြစ်ပါတယ်တော်တော်တရားကြဖို့ကောင်းတယ် ဒီတဲ့ပိုစိတ်ဝင်စားစရာကောင်းတာဒီကျွန်းကမြန်မာနိုင်ငံရဲ့အနီးစပ်ဆုံးနေရာမှာရှိပြီးအိန္ဒိယပိုင်းနဲ့ကျွန်းလျော်ဖြစ်ပါတယ်။ဒီကျွန်းမှာဒီကျွန်းသာသနာပြုကျင်နေတဲ့ကျွန်းဆိုတဲ့လူကိုလည်းငါတို့မှလည်းကိုးကွယ်ရာယုံကြည်ရာရှိပြီးသားလို့လန်နေများတွေကိုတတ်သိခံပြီးတုံ့ပြန်ခဲ့တဲ့ကျွန်းလျော်ဖြစ်ပါတယ်။၂၀၀၆ခုနှစ်ကဒီကျွန်းဘက်ကငါးပန်းသွားတဲ့အိန္ဒိယတန်ခါတနအုပ်ကိုဟေ့အောင်မင်းတို့ကောင်တွေငါတော့မြောက်ဒါပဲဒါပဲရမယ်ဆိုပြီးအစားဖြောက်ခဲ့တဲ့ကျွန်းဖြစ်ပါတယ်။ပျောက်ဆုံးသွားတဲ့တန်ခါတဲ့နအုပ်အလောင်းသွားရတဲ့အိန္ဒိယရဟင်းတစ်စင်းကိုလည်း ီလူမျိုးတွေကအောက်ကနေပြီးရေကြီးကြီးတက်တင်ငုံမွေးနဲ့များတွေနဲ့လှမ်းပြီးလောက်ဆက်ခဲ့ပါတယ်ဒီကျွန်းကိုသွားခဲ့တဲ့လူတိုင်းကကောင်းကင်ဘုံရောက်သွားကြတယ်ဆိုပေမဲ့ကောင်းကင်ဘုံမရောက်ဘဲနဲ့ပြန်လာနိုင်တဲ့လူတအုပ်တော့ရှိပါတယ်1990ခုနှစ်မှာအိန္ဒိယမနုဿတပညာရှင်တအုပ်ကဒီကျွန်းကိုသွားပြီးဒီလူမျိုးနဲ့ဆက်သွယ်ဖို့ပြုလုပ်ခဲ့ပါတယ်လက်ဆောင်ဖြစ်တဲ့အုံသီးတွေယူသွားပြီးရေထဲကနေချပေးခဲ့ပါတယ်အော်အိုဇီယာကောင်းတာကဒီလူမျိုးတွေကလက်နဲ့မပါဘဲနဲ့ဒီအုံတီကိုလာရောက်ကောက်ကောက်ယူခဲ့ခြင်းဖြစ်ပါတယ် ဒါနဲ့ပဲတစ်ဖွဲ့လုံးကအန်ဒီရဲ့ကင်းကင်းနဲ့အောင်မြင်မြင်နဲ့ပြန်လာနိုင်ခဲ့ကြပါတယ်။ဒါဟာတမိုင်းမှာပထမဦးဆုံးနဲ့နောက်ဆုံးအကြိမ်ဒီလူမျိုးတွေနဲ့ဆက်သွယ်မှုပြုလုပ်ခဲ့တဲ့ ဖြစ်ရတခုဖြစ်ပါတယ်။အုံပီးတွေရဲ့စာဘီယာတွေရဲ့ရည်ဆိုရင်တော့ရှင်နေရာတစ်မျိုးပြောင်းသွားနိုင်ပါတယ်။နေစောက်တော့တိုင်းတေဟုမသေးနိုင်ဟာမင်းမေဒီအကြောင်းအရာတွေနဲ့နာမည်ကြီးလာတဲ့ဒီဂျွန်အိန္ဒိယအစိုးရဘာကြောင့်ကာကွယ်ပေးနေရတာလဲ။ ိကရည်ရဲချက်ကတော့ပြမကဘာရဲ့ယောဂပိုးတွေဒါမှမဟုတ်ရိုးရိုးဖျားတာနာတာလောက်ကိုခံနိုင်ရင်းမရှိတဲ့ဒီလူမျိုးတွေကမျိုးလုံးတွားနိုင်ခြေရှိတဲ့အန္တရာယ်ကနေပြီးကာကွယ်ပေးနေရခြင်းဖြစ်ပါတယ်၂004ခုနှစ်ဆူနာမီဖြစ်တော့ကကိုညီဖို့တွားခဲ့တဲ့ရဟန်းရှင်ကိုလည်းမင်းတို့ရဟန်းရှင်ကပတ်မမပေါင်းစီများနေတဲ့ပြစ်လို့ခဲ့ပါတယ်ဒီလိုဘာမှမသိတဲ့လူတွေကိုမှအသိဉာဏ်ပေးခြင်းနဲ့လမ်းပြခြင်းနဲ့ဆိုတော့ကျော်တော့2018ခုနှစ်မှာ ပြင်ထားတဲ့လူမျိုးတွေနေတဲ့ကျွန်းတရားမဝင်ဝင်ရောက်မှုအတွက်အိန္ဒိယတက်ကားတဲ့နှစ်ဦးကိုဝေငွေပေးပြီးငားရမ်းခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ဒီမျိုးနွယ်စုတွေကခရီးယံဘာသာကိုယုံကြည်ဖို့တရားဟုတ်ဖို့အတွက်ဖြစ်ပါတယ်။ရှားလအနေနဲ့ကတော့2018ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာ စီကျုံးကိုရှစ်ကတ်သွားတဲ့ဂျုံကိုစင်တာရန်လူမျိုးတွေကများနဲ့ပြပြီးကောင်းကင်ဘုံပို့လိုက်ပါတယ်။နောက်စင်တာရန်လူမျိုးတွေကအစားအစာပြဿနာအတွက်အမဲလိုက်ပြီးဖြေရှင်းရတယ်ဆိုပေမဲ့ဒီလူမျိုးတွေကဘာဘာသာစကားကိုအသုံးပြုပြီးပြောနေလဲဆိုတော့ကျွန်တော်လည်းမရောက်ဘူးလို့မသိပါဘူး။သိချင်ရင်တော့ဒီဂျုံးကိုကိုယ်ကဦးလာကြည့်ပါ။